ုတစ်ဆက်ပေးမဲ့တဲ့င်းကတော့ရာဇမှုများတိုးဝါလာကိုမကျင်နေပြီဆန္ဒပြသူများတန်ရတဲ့တဲ့င်းဖြစ်ပါတယ်ရာဇမှုတွေကိုတိုးပွားတာကိုမကျေနပ်တာကြောင့်ဆန္ဒပြသူတရားကြောင့်ထံရခဲ့တဲ့ဖြစ်စဉ်တည်းရဲ့မက္ကဆီကိုနိုင်ငံမှာဖြစ်ပွားခဲ့လို့သိရပါဗျ။မက္ကဆီကိုနိုင်ငံမြို့တော်မက္ကဆီကိုစီးတီမှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး Generation Z လို့ခေါ်ဆိုကြတဲ့လူငယ်တွေကဥဆောင်ခဲ့တာဖြစ်ပေမဲ့ဝါရီနိုင်ငံရေးတွက်ကြလှုပ်ရှားသူတွေလည်းပါဝင်ခဲ့ပါဗျ။ ဆန္ဒပြသူတွေဟာတမရနန်းတော်ကိုပိတ်ဆို့ဆန္ဒပြခဲ့ကြသလိုလွှတ်တော်နဲ့အစိုးရယုံနေရှိမှလည်းဆန္ဒပြမှုတွေလုံဆောင်ခဲ့ကြတာဖြစ်ပါတယ်။လူကြော်ရေးတာဝန်ယူထားတဲ့သူတွေနဲ့ဆန္ဒပြသူတွေကြားမှာထိတိုက်တွန်းမှုတွေဖြစ်ပွားခဲ့ပြီးအပြန်အလှန်အချင်းမြောက်မှုတွေလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရတခွဲဘဲကလူစုခွဲနှိမ်နှင်းမှုတွေကြောင့်ဆန္ဒပြသူ120ကျော်ဒဏ်ရာခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျာရှင်ဒီသတင်းကိုတော့ရင်းချက်အောင်ကပြပို့နာတာပါ